မျိုးသားပညာရေးသပိတ်နဲ့ပတ်သက်ပြီးသပိတ်ကိုထောက်ခံတဲ့လှုပ်ရှားမှုတစ်ခုနဲ့ကန့်ကွက်တဲ့လှုပ်ရှားမှုတစ်ခုတို့ဟာဖေဖော်ဝါရီလ15ရက်နေ့တရက်ထဲမှာပဲရန်ကုန်မြို့မှာပြုလုပ်ခဲ့ကြပါတယ်။ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကိုဗဟန်းမြို့နယ်မှာရှိတဲ့ဘိုးစိမ်မန်ဘောလုံးကွင်းကနေတောင်ဝင်းမြို့နယ်မှာရှိတဲ့ကြိုက်ကစံကွင်းကိုခြိတက်တဲ့လှုပ်ရှားမှုကိုမနက်ပိုင်းမှာပြုလုပ်ခဲ့ပါဗျ။အဲဒီလှုပ်ရှားမှုမှာပါဝင်သူတွေဟာကားတွေနဲ့လာရောက်ခဲ့တာဖြစ်ပြီးဆန္ဒထုတ်ဖော်သူတွေဟာဟောပြောမှုတွေကိုပြုလုပ်ခဲ့ပြီးကြွေးကြော်သံတွေကိုလည်းဟစ်အော်ခဲ့ကြပါဗျ။ ွေးစုပုံမှုကြောင့်အလုံးလည်းပဲဖြစ်နေရေးဟေးဝဲဆိုင်ဆွေးနွေးပြီးအပြေရကြည့်ရေးကျန်းသာပေကျန်းသာပေအားလုံးကျေးဇူးတင်ပါတယ်။အောင်မြင်ကြောင်းကျေညာအပ်ပါတယ်ခင်ဗျာ။ အခုနှစ်ယောက်ကန်လာလိုက်ပါကျွန်တော်ဒါတော့ရန်ကုန်မြို့တည်တည်ရပါပဲမြို့နယ်တည်တည်ရပါပဲကိုချိန်မှကွင်းကနေပြီးတော့မှဒါကျွန်တော်တို့ငိမ့်သားငိမ့်သားဆိုကျွန်တော်တို့ဒီလိုလာတဲ့ဒီမှာကျွန်တော်တို့ဆန္ဒထုတ်ဖို့ပြောပြောပါတယ်ကျွန်တော်နာမည်ဦးထွန်းလာစိန်ပါဟုတ်ဗန်မြို့နယ်လာကျွန်တော်ကဗဟန်းမြို့နယ်ပါဟုတ်ဗဟန်းကျွန်တော်ကအငိမ့်သားပါခင်ဗျဟုတ်ကဲ့ပါတပိတ်ထုတ်ခဲ့သူတွေရဲ့လှူရှာမှုကတော့သမိုင်းလန်းဆောင်ကနေနေ့လယ်ပိုင်းမှာစတင်ခဲ့ပြီးစမ်းကြောင်းမြို့နယ်မှာရှိတဲ့ဗဒုံမကွင်းအထိခြိတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ဒီလိုခြိတက်ခဲ့ရမှာဟောပြောမှုတွေပြုလုပ်ခဲ့သလိုကြွေးကြော်သံတွေလည်းဟစ်အော်ခဲ့ကြပါတယ်ကျွန်တော်ကတော့မပြီးခေါ်လာပါဘူး။ကျွန်တော်ကတော့မပြီးခေါ်လာပါဘူး။ဒီကတည်းကတည်ရင်မှလည်းကောင်းပါဘူးဗိညာ။ဟုတ်ကဲ့လေ။ လက်ရှိမှာတပိတ်စစ်ကြောင်းတွေကတော့တဝဲမော်လမြိုင်မြေလက်ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းဟာဘကိုးမြို့မှာရောက်ရှိနေပြီးလွှတ်တော်ရဲ့လုံဆောင်ချက်တွေကိုစောင့်ကြည့်မယ်လို့ပြောကြားမှုတွေရှိနေပါတယ်။ပင်မတပိတ်စစ်ကြောင်းကတော့ဖေဖော်ဝါရီလ15ရက်နေ့မှာဂျိုးပင်ကောင်မြို့ကထွက်ခွာလာခဲ့ပြီးအုပ်ဖို့မြို့မှာညာအိတ်ဖို့ရှိနေရလို့ကနအုပ်သတင်းတွေအရသိရပါတယ်။